။အစ္စရေးနိုင်ငံဟာမတိမငိမ်ကာလကိုဖြတ်သန်းနေပြီးပဋိပက္ခတွေကနေလူမှုမငိမ်မတတ်မှုတွေအထိမတူညီတဲ့ပြဿနာတွေထင်ရှားလာနေပါတယ်။အစ္စရေးကလက်ရှိရင်ဆိုင်နေရတဲ့အဓိကပြဿနာတစ်ခုကအိမ်နီးချင်းနိုင်ငံတွေနဲ့ဆက်လက်ဖြစ်ပေါ်နေတဲ့ပဋိပက္ခဖြစ်ပါတယ်။နှစ်ဖက်စလုံးမှာတင်းမာမှုတွေမြင့်တက်နေပြီးတန်တမာရေးနဲ့စရေးရတိမ်မွေးစွာဟန်ချက်ညီအောင်လှုပ်ဆောင်နေရပါတယ်။ဒါပေမဲ့ဒါဟာနိုင်ငံရေးအကြောင်းတင်မဟုတ်ပါဘူး။လူတွေရဲ့ဘဝတွေနဲ့သက်ဆိုင်နေပါတယ်။အစ္စရေးနိုင်ငံသားတွေဟာဒီအခြေအနေရဲ့အလဲမှာပိတ်မိနေပြီ မတေချာမြေရာမှုတွေကြားမှာနေစဉ်ဘဝကိုဆက်လက်ဖြတ်တန်းမှုကြိုးစားနေရပါတယ်။လူမှုမငြိမ်မသက်မှုကလည်းထင်ရှားတဲ့ပြဿနာတစ်ခုဖြစ်ပြီးမြို့ကြီးတွေမှာဆန္ဒပြပွဲတွေပေါ်ပေါက်လာနေပါတယ်။လူလူကြားမှာမကျေနပ်မှုတွေတိုးပွားလာနေတာကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။အစ္စရေးသမိုင်းထဲမှာစိုးသုံးတဲ့ကတစ်ခုဖြစ်တဲ့မီးလောင်မှုတစ်ခုကဧကထောင်ပေါင်းများစွာကိုမီးလောင်ပျက်စီးစေပြီးလူထောင်ပေါင်းများစွာကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းရေးလှုပ်ဆောင်ခဲ့ရပါတယ်။ ဒါဟာဟောလိဝုဒ်တောင်ကုန်းတွေနဲ့ဆင်တူတဲ့နေရာတွေမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီမီလောင်မှုဟာနိုင်ငံအတွက်သတိပေးချက်တစ်ခုဖြစ်လာခဲ့ပြီးတဘာဝနေရာတွေရဲ့ထိခိုက်လွယ်မှုနဲ့ညှိနှိုင်းပြီးအရေးပေါ်တုံ့ပြန်မှုတွေလိုအပ်ကြောင်းမိမောင်းထုတ်ပြခဲ့ပါတယ်။ဒီမီလောင်မှုတွေကဖြစ်ပေါ်စေတဲ့စိန်ခေါ်မှုတွေဟာဘဟုဝိတဖြစ်ပြီးတဘာဝပတ်ဝန်းကျင်အရတတော်တွေတော်ရိုင်းဒရိတ်ဆန်နေရက်တွေပြည့်စည်သွားတာကကျေပြန့်ပြီးဇီဝမျိုးစုံမျိုးကွဲမှုဆုံးရှုံးမှုကိုဖြစ်ပေါ်စေပါတယ်။ မီးလောင်မှုတွေကလေထုထဲကိုကာဗွန်ဒိုင်အောက်ဆိုက်အများပြားကို ထုတ်လွှတ်ပြီးရာသီဥတုပြောင်းလဲမှုကိုပိုဆိုးလာစေကာဒါကနောက်ထပ်မီးလောင်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်အိမ်ခြံပြေပျက်စီးမှုကလည်းတိသာထင်ရှားတဲ့စိုးရင်စရာဖြစ်ပြီးအိမ်တွေလုပ်ငန်းတွေမကြာခဏပျက်စီးသွားတာကမိသားစုတွေကိုနေရက်ဆွန့်ခွာသည်ပြီးစီးပွားရေးအခက်အခဲတွေကိုဖြစ်ပေါ်စေပါတယ်အရေးပေါ်ဝန်ဆောင်မှုတွေပေါ်ဖိအားကလည်းများပြားပြီးမိသက်သမားတွေဈေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာမီးလောင်မှုတွေကိုထိန်းချုပ်ဖို့နဲ့ထိခိုက်ခံရသူတွေကိုကုသဖို့ မနာမနေအလုပ်လုပ်နေရပါတယ်ဒီတော်မီလောင်မှုတွေရဲ့စီးပွားရေးတက်ရောက်မှုကို ပိုပြီးမပြောနိုင်အောင် ကြီးမာပါတယ်မိချင်းတဲ့ရေးကြိုးပမ်းမှုတွေရဲ့ကုန်ကြစရိတ်ကနေခရီးသွားလုပ်ငန်းနဲ့စိုက်ပျိုးရေးဆုံးရှုံးမှုအထိဗန္ဒာရေးဝင်တော်ဝင်ဖို့ဟာတည်တာထင်ရှားပါတယ်ဒါအပြင်အိမ်တွေဒါမှမဟုတ်ချစ်ရသူတွေကိုဒီကပ်ဘေးမှာ ဆုံးရှုံးခဲ့ရသူတွေပေါ်စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုဟာကြာရှည်ခံနိုင်ပါတယ်ခံနိုင်ရရှိမှုနဲ့စံတည်တူထွင်မှုကြောင့်လူသိများတဲ့အစ္စရေးနိုင်ငံဟာ အခုမကြုံစဘူးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီးဒေတာရင်းတင်းမာမှုတွေမြင့်တက်လာမှုကနေစီးပွားရေးမသေးချာမရေရာမှုတွေထိဘေးအန္တရာယ်စီဥတီသွားနိုင်ပါတယ်။အန္တရာယ်တွေဟာဘယ်တော့မှဒီလောက်မမြင့်တက်ခဲ့ဘူးပါဘူး။နိုင်ငံသားတွေဟာလုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်ပုံမဆိုးရင်လာနေပြီးချိန်ချောက်မှုတွေဟာမျိုးစုံသောရှုထောင့်တွေကနေပေါ်ပေါက်လာနေပါတယ်။မကြသေးခင်ကပြိပခါတွေမြင့်တက်လာမှုကလူများစွာကိုအနာဂတ်အတွက်မေးခွန်းထုတ်စေခဲ့ပါတယ်။ အစိုးရဟာ DPR တွေတိုးလာနေမှုကိုဘလို့တုံ့ပြန်မလဲဆိုတာစဉ်းစားစရာဖြစ်နေပါတယ်။တန်တမန်ရေးကြိုးပမ်းမှုတွေဟာဒီမငြိမ်မသက်မှုတွေကိုညှိနှိုင်းတက်ဖို့လုံလောက်ပါမလားဆိုတာလည်းမေးခွန်းထုတ်စရာဖြစ်နေပါတယ်။စီးပွားရေးရှုထောင့်မှာတော့ငွေကြေးဖောင်းပွားမှုနဲ့နေစဉ်လူနေမှုစရိတ်တွေမြင့်တက်လာမှုကမိသားစုတွေကိုပြင်းထန်စွာထိခိုက်နေပါတယ်။တချိန်ကထုံကားခဲ့တဲ့ဤပညာကဏ္ဍဟာလည်း PR တွေကိုခံစားလာရပြီးအလောက်ကင်တွေနဲ့တိုးတက်မှုတွေကိုထိခိုက်စေနေပါတယ်။ အစ္စရေးဟာဒီရုံရင်ဆန်ခတ်ဖြစ်နေတဲ့အခြေအနေတွေကိုအကျက်အတဲတဲမနစ်မြုပ်ပဲဖျက်ကျော်နိုင်မှာမလားဆိုတာစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။အစ္စရေးရဲ့တော်မီလောင်မှုအကျက်တဲဟာမကြသေးခင်ကသတင်းမီဒီယာတွေမှာခေါင်းကြီးပိုင်းဖြစ်နေပြီးအကြောင်းပြချက်ကောင်တစ်ခုနဲ့ပါပဲ။ဒီပြဿနာဟာကမ္ဘာ့ယာတိဥတုနဲ့ဆက်နွယ်နေပါတယ်။ယာတိဥတုပြောင်းလဲမှုရဲ့စိန်ခေါ်မှုတွေကိုဆက်လက်ရင်ဆိုင်နေရချိန်မှာမြေပြင်ပေါ်ကအခြေအနေကိုပုံမနီးကပ်စွာကြည့်ရှုဖို့မရှိမဖြစ်လိုအပ်နေပါတယ်။ပြင်းထန်တဲ့ယာတိဥတုအခြေအနေတွေဟာ တော်မီလောင်မှုတွေရဲ့အဓိကအကြောင်းမျိုးမျိုးဖြစ်ပေါ်ပြခံထားရပြီးမြင်မာတဲ့အပူချိန်နဲ့ခြောက်သွေ့တဲ့အခြေအနေတွေကမီးတွေလှည့်မြသွားပြန့်နှံ့ဖို့ပြည်ပြေဆုံးတဲ့မုန်တိုင်းတစ်ခုကိုဖန်တီးပေးထားပါဗျ။မိသက်သမားတွေနဲ့ဒေသခံအတိုင်းဝိုင်းတွေဟာမီးလောင်မှုတွေကိုထိန်းချုပ်ဖို့ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီးကြမ်းတမ်းတဲ့မြေမျက်နှာတွင်ပြင်ကနေအကန့်အသတ်ရှိတဲ့ရင်းမြစ်တွေအထိအခက်အခဲတွေရှိနေပါဗျ။ဒီအခြေအနေကိုပုံမိုလ်ရှုပ်ထွေးစေတာကဒီမီးလောင်မှုတွေရဲ့အများစုဟာဝင်ရောက်ဖို့ခက်ခဲတဲ့နေရာတွေမှာလောင်ကျွမ်းနေတာဖြစ်ပြီး မိသက်သမားတွေရောက်ရှိဖို့ပိုပြီးခက်ခဲစေနေပါတယ်။ဒါအပြင်မိလောင်မှုတွေရဲ့တိုင်းတာကြီးမားမှုကဒေသခံရေးပေါ်ဝန်ဆောင်မှုတွေပေါ်ဖိအားများစွာဖြစ်ပေါ်စေပြီးမိသက်သမားအများစုဟာတစ်နေ့လုံးမနာမနေအလုပ်လုပ်နေရပါတယ်။ဒီတော်မိလောင်မှုတွေဟာနေရာတော်များများတွေပေါ်ပျက်စီးစေခဲ့ပြီးလူမှုအတိုင်းဝိုင်းများစွာဟာမိကုန်းနဲ့မိလျံတွေရဲ့ထိခိုက်မှုကိုခံစားခဲ့ရပါတယ်။ဒေသခံအနာပိုင်းတွေဟာဒီအချက်တွေကိုတုံ့ပြန်ဖို့မနာမနေလှုပ်ဆောင်နေပြီးဒေသခံတွေကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းရေးကနေ ီးလောင်မှုတွေကိုကိုယ်တိုင်တိုက်ဖြတ်ရေးထိဆောင်ရွက်နေပါတယ်။ဒီဂျက်တဲကနေထွက်ပေါ်လာတဲ့ထူးခြားတဲ့ဇလန်တစ်ခုကတော့သူ့ရဲကောင်းဆန်နဲ့ကယ်တဲ့ရေးတစ်ခုဖြစ်ပြီးမီးလျံတွေထဲမှာပိတ်နေတဲ့မိသားစုတစုကိုကယ်တင်ဖို့စေတနာဝန်ထမ်းတစုကသူတို့အသက်ကိုစွန့်စားခဲ့တာဖြစ်ပါတယ်။ဒီလိုကိုကျိုးမဖတ်တဲ့လုပ်ရဟာလူသားစိတ်တဲ့တော်မီလောင်မှုကြောင့်ထိခိုက်ခံရသူတွေရဲ့ခံနိုင်ရည်ရှိမှုကိုတတ်သိပြလိုက်တာဖြစ်ပါတယ်။ဒီလူတွေရဲ့ရဲစွမ်းတတ္တိနဲ့လှင်မြန်စွာတွေးတောဆုံးဖြတ်မှုကအသက်တွေကိုကယ်တင်ခဲ့ပြီး ကယ်ဆယ်ရေးကြိုးပမ်းမှုတွေမှာပါဝင်ဖို့တခြားသူတွေကိုပါလှုံ့ဆော်ပေးခဲ့ပါတယ်။ကဘာကြီးဟာရာသီဥတုပြောင်းလဲမှုရဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာဒီအကြက်တဲဟာအရေးပါတဲ့အယုံဆိုင်ဆရာဖြစ်နေပါတယ်။အစ္စရေးဟာတမိုင်းတလျှောက်အပြင်းထန်ဆုံးတောမီလောင်မှုတွေနဲ့ရင်ဆိုင်နေရပြီးဒီအခြေအနေရဲ့အရေးတကြီးဖြစ်မှုကိုမလုံးမှပိုပြီးမပြောနိုင်အောင်အရေးကြီးနေပါတယ်။ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေဟာဒီပြက်စီးစေတဲ့တောမီလောင်မှုတွေရဲ့အဓိကအကြောင်းရင်းဖြစ်ဖော်ပြခံထားရပြီးအပူချိန်တွေမြင့်တက်နေပြီး ပြင်းထန်တဲ့လေတိုက်ခိုက်မှုတွေကမီးလျံတွေကိုပုံမိုပြန့်နှံ့စေကာမိသက်သမားတွေအတွက်မီးကိုထိန်းချုပ်ဖို့မယုံနိုင်လောက်အောင်ခက်ခဲစေနေပါတယ်။ဒီဂျင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေဟာအလွန်ကြီးမားပြီးအသက်တွေအိမ်တွေနဲ့တော်ရိုင်းဒိဋ္ဌန်တွေရက်တွေကိုကယ်တင်ဖို့တိုက်ပွဲဝင်နေရပါတယ်။ဒေသခံတိုင်းဝိုင်းတွေလည်းပြင်းထန်စွာထိခိုက်ခံစားရပြီးဒေသခံတွေအများပြားဟာသူတို့ရဲ့အိမ်တွေနဲ့လုပ်ငန်းတွေကနေဘေးလွရာသို့ရွှေ့ပြောင်းခဲ့ရပါတယ်။မြေပြင်ပေါ်ကအခြေအနေဟာဆိုးရွားလှပြီး မိသားသမားတွေဟာမိလောင်မှုတွေကို တိုက်ဖြတ်ဖို့မနာမနေလှုံ့ဆောင်နေရပါတယ်။အစ္စရေးရဲ့မိသားသမားတွေဟာမယုံနိုင်လောက်အောင်ကောင်းမွန်တဲ့အလုပ်ကိုလှုံ့ဆောင်နေပေမဲ့နိုင်ငံဟာပြင်းထန်တဲ့မိုးခုံရေရှားမှုကိုရင်ဆိုင်နေရပြီးဒါကမိလောင်မှုတွေပြန့်နှံ့မှုကိုအထောက်အကူဖြစ်စေနေပါတယ်။မိလောင်မှုတွေဆက်လက်ပြင်းထန်နေချိန်မှာဒီမိသားသမားတွေနဲ့ဒေသခံအာဏာပိုင်တွေရဲ့ကြိုးပမ်းမှုတွေကိုအသိမှတ်ပြုဖို့မရှိမဖြစ်လိုအပ်နေပါတယ်။သူတို့ဟာပျက်စီးမှုတွေကိုရှော့ချဖို့တနေ့လုံးမနာမနေလှုံ့ဆောင်နေပါတယ်။ ဒီတော်မီလောင်မှုတွေဟာ Israel 1ကနေရာများစွာကိုထိခိုက်ခဲ့ပြီးတစ်တော်တွေတော်ရိုင်းဒရိတ်ဆန်ထိမ့်သိမ်းရေး area တွေနဲ့မြို့ပြရက်ကွက်တွေကိုပါထိခိုက်စေခဲ့ပါတယ်။ဒေသခံအာဏာပိုင်တွေရဲ့တုံ့ပြန်မှုနဲ့ကြိုးပမ်းမှုတွေလျင်မြန်စွာဆောင်ပြတ်ခဲ့ပြီးအရေးပေါ်ဝန်ဆောင်မှုတွေနဲ့မိသက်သမားတွေဟာထိခိုက်ခံရတဲ့နေရာတွေကိုလျင်မြန်စွာဖြန့်ကျက်ခဲ့ကြပါတယ်။ဒီအကြက်တဲတွင်ထွက်ပေါ်လာတဲ့ထူးခြားတဲ့ဇလန်တစ်ခုကတော့မိထဲမှာပိတ်နေတဲ့မိသားစုတစုကိုကယ်တင်ခဲ့တဲ့သူရဲကောင်းဆန်တဲ့ကယ်တယ်ရေးဖြစ်ပါတယ်။ရဲရင်နဲ့မိသက်သမားတစုဟာ ကလေးငယ်နှစ်ဦးပါဝင်လူလေးဦးပါတဲ့မိသားစုကိုမိလျှံတဲ့ကနေကဲတင်မှုသူတို့အသက်ကိုစွန့်စားခဲ့ကြပါတယ်။ဒီရင်သက်ရှူမောဝဲကဲတဲ့ရေးဟာအစ္စရေးမိသားသမားတွေရဲ့ရဲစွမ်းတက်တိနဲ့ကိုကျုံးမဖတ်မှုကိုတတ်သိပြလိုက်တာဖြစ်ပြီးဒုက္ခဆင်းရဲကြမှာလူသားစိတ်တွေရဲ့ခံနိုင်ရည်ရှိမှုစွမ်းရည်ကိုတတိပေးလိုက်တာဖြစ်ပါတယ်။ဒီအချက်တည်းဟာပြင်ဆင်ထားမှုရဲ့ရေးပါမှုနဲ့ယာတိဥဒုပြောင်းလဲမှုကိုတိုက်ဖြတ်ဖို့စုပေါင်းလှုပ်ဆောင်မှုလိုအပ်ကြောင်းကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ ဒါဟာစူပေါင်းတုံ့ပြန်မှုလိုအပ်တဲ့ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်ကြောင်းရှင်းလင်းပါတယ်။အနာဂတ်အတွက်တက်ရောက်မှုတွေကထင်ရှားပြီးယာတိဥဒ္ဓပြောင်းလဲမှုရဲ့အကျိုးဆက်တွေကိုရှင်းချဖို့နဲ့ဒီဘေးရန်နေရာတွေကြောင်းထိခိုက်ခံရသူတွေကိုထောက်ပံ့ဖို့အတူတကွလှုံ့ဆော်ရမှာဖြစ်ပါတယ်။တော်မီလောင်မှုတွေဟာနိုင်ငံတော်ဝန်အကြီးအကျယ်လောင်ကျွမ်းနေပြီးဘေးလူရာသို့ရွှေ့ပြောင်းရေးတွေဖြစ်ပေါ်စေကာအိမ်တွေကိုပျက်စီးစေပြီးအစ္စရေးလူထုရဲ့အသက်တွေကိုချိမ့်ချောက်နေပါတယ်။ဒီတော်မီလောင်မှုတွေဟာအစ္စရေးတဝန်းကနေရာများသာကိုထိခိုက်ခဲ့ပြီး ဂါလီလီဒေတာဒီဂတ်သဲကန်နာယာတဲအဖေရဲ့စင်ချေဖုံးရက်ွက်တွေပါပါဝင်နေပါတယ်ဒေတာကန်အနာပိုင်းတွေဟာဒီအချက်တဲကိုတုံ့ပြန်ဖို့မနာမနေလှုပ်ဆောင်နေပြီးမိသက်တဖွဲ့တွေကိုဖြန့်ချက်ကဒေတာကန်တွေကိုဘေးလွရာသို့ရွှေ့ပြောင်းရင်းနဲ့အရေးပေါ်ခိုးလွန်ရာနေရာတွေကိုတိဆောက်ပေးနေပါတယ်တော်ရိုင်းဒရိတ်ဆန်နေတဲ့တဘာဝပတ်ဝန်းကျင်ပေါ်တက်ရောက်မှုဟာပျက်စီးစေလောက်အောင်ပြင်းထန်ပြီးဒရိတ်ဆန်များစွာသူတို့ရဲ့နေရက်တွေကိုဆုံးရှုံးခဲ့ရပြီးတစ်တော်တွေပါပျက်စီးသွားခဲ့ပါတယ် ဒီမီးလောင်မှုတွေဟာလေထုရေသွေးပေါ်လဲတိတာထင်ရှားတဲ့တရားမှုရှိခဲ့ပြီးနေရာများစွာမှာမီးခိုးတွေနဲ့ထိခိုက်မှုတွေဖြစ်ပေါ်နေပါတယ်။မီးလောင်မှုတွေကိုထိန်းချုပ်ဖို့တနေ့လုံးမနာမနေလှုပ်ဆောင်နေတဲ့မီးတပ်သမားတွေရဲ့ကြိုးပမ်းမှုတွေဟာအထူးသတိပြုစရာဖြစ်ပြီးသူတို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေရှိပေမဲ့သူတို့ရဲ့အတိုင်းဝိုင်းတွေကိုကာဝယ်ဖို့ဆက်လက်ကတိကဝတ်ပြုထားပါတယ်။အစ္စရေးရဲ့တောမီးလောင်မှုအကြက်တဲဟာတဘာဝရဲ့စွမ်းအားနဲ့ပြင်ဆင်ထားမှုရဲ့အရေးပါမှုကိုထင်ရှားစွာသတိပေးလိုက်တာဖြစ်ပါတယ်။ ယာတိဥတုပြောင်းလဲမှုကပြင်းထန်တဲ့ယာတိဥတုဖြစ်ရတွေကိုဆက်လက်မောင်းနှင်နေချိန်မှာအစ္စရေးဟာကြီးမားတဲ့တောမီလောင်မှုအကြက်တဲကိုရင်ဆိုင်နေရပြီးဒါဟာယာတိဥတုပြောင်းလဲမှုရဲ့ကြီးထွားလာတဲ့ချင်းချောက်မှုကိုထင်ရှားစွာသတိပေးလိုက်တာဖြစ်ပါတယ်။ဒီတောမီလောင်မှုတွေရဲ့အကြောင်းမျိုးမျိုးဟာရှုပ်ထွေးပေမဲ့ပြင်းထန်တဲ့ယာတိဥတုအခြေအနေတွေဟာအဓိကအကြောင်းအချက်တစ်ခုဖြစ်ပါတယ်။မြင်မာတဲ့အပူချိန်၊စိုထိုင်းစာနေမှုနဲ့ပြင်းထန်တဲ့လေတိုက်ခိုက်မှုရဲ့ပေါင်းစပ်မှုက မီးတွေလှည့်မြန်စွာပြန့်နှံ့ဖို့ပြည်ပြေဆောင်မှုတစ်ခုကိုဖန်တီးပေးထားပါတယ်။ရာသီဥတုပြောင်းလဲမှုကလည်းအရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်နေပြီးမြင့်တက်လာတဲ့ပူချိန်တွေနဲ့ပြောင်းလဲလာတဲ့မိုးရေစီးစစ်မှုပုံစံတွေကတောမီလောင်မှုတွေဖြစ်ပေါ်လာဖို့ပုံမှန်ဖြစ်နိုင်ခြေရှိစေပါတယ်။အကန့်အသတ်ရှိတဲ့ရင်းမြစ်တွေနဲ့အသက်တွေကိုချိန်ချောင်းနေတဲ့အန်ဒီယာတွေကဒီအကျက်တဲဟာကြီးမားတဲ့တုံ့ပြန်မှုလိုအပ်ကြောင်းရှင်းလင်းစွာပြသနေပါတယ်။ဒေသခံအနာပိုင်းတွေဟာဒေသခံတွေကိုဘေးလွရာသို့ရွှေ့ပြောင်းရင်းနဲ့ မီးလောင်မှုတွေကိုထိန်းချုပ်ဖို့တနေ့လုံးမနာမနေလှုပ်ဆောင်နေပေမဲ့ဒါဟာခက်ခဲတဲ့တိုက်ပွဲတစ်ခုဖြစ်နေပါတယ်။တော်မီလောင်မှုတွေရဲ့ထိခိုက်ခံရတဲ့ဧရိယာတွေဟာကျယ်ပြန့်လာပြီးအတိုင်းဝိုင်းများစွာထိခိုက်ခံစားရပါတယ်။ဒေသခံအနာပိုင်တွေရဲ့တုံ့ပြန်မှုကြိုးပမ်းမှုတွေဟာလင်းမြန်စွာဆောင်ရွက်ခဲ့ပြီးမိသက်သမားတွေနဲ့အရေးပေါ်တုံ့ပြန်သူတွေဟာမီးလောင်မှုတွေကိုထိန်းချုပ်ဖို့မနာမနေလှုပ်ဆောင်နေပါတယ်။တော်မီလောင်မှုတွေဟာများသောအားဖြင့်အကြောင်းမျိုးမျိုးပေါင်းစပ်မှုကြောင့်စတင်ဖြစ်ပေါ်ပြီးမြင့်မားတဲ့ပူချိန် ဆိုထိုင်းစာနေမှုနဲ့ပြင်းထန်တဲ့လေတိုက်ခိုက်မှုတွေပါဝင်ပါတယ်။အစ္စရေးရဲ့ကိစ္စမှာတော့ဒေတာတစ်ခုလုံးကိုအပူလိုင်းတစ်ခုကဖိစီးနှိပ်စက်ထားပြီးမီးတွေလှည့်မြန်သွားပြန့်နှံ့သွားနိုင်တဲ့မီးစတင်လောင်ကျွမ်းလွယ်တဲ့အခြေအနေတွေကိုဖန်တီးပေးထားပါတယ်။မိသားသမားတွေဟာစိန်ခေါ်မှုဖြစ်စေတဲ့အခြေအနေတွေမှာမီးလောင်မှုတွေကိုတိုက်ဖြတ်နေရပြီးမတ်စောက်တဲ့မြေမျက်နှာသွင်းပြင်တဲ့ပြင်းထန်တဲ့လေတိုက်ခတ်မှုတွေကမီးတွေကိုထိန်းချုပ်ဖို့ခက်ခဲစေနေပါတယ်။ဒေတာကန်တိုင်းဝိုင်းတွေလည်းထိခိုက်ခံစားရပြီး ဒေသခံတွေအများပြားဟာသူတို့ရဲ့အိမ်တွေကနေဘေးလွတ်ရာသို့ရွှေ့ပြောင်းပြီးအခြားနေရာမှာခိုလုံခဲ့ရပါတယ်။ခကြီးသွားတွေလှဲလေလေးရှိတဲ့ကာမယ်တောင်ဒေသဟာအိမ်တွေနဲ့လုပ်ငန်းတွေအများပြားပျက်စီးသွားတဲ့တိတာထင်ရှားတဲ့ပျက်စီးမှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ဒေသခံအာဏာပိုင်တွေဟာဒီအချက်တဲကိုတုံ့ပြန်ဖို့မနာမနေလှုံ့ဆော်နေပြီးမိသက်တပ်ဖွဲ့တွေနဲ့အရေးပေါ်ဝန်ဆောင်မှုတွေကိုထိခိုက်ခံရတဲ့နေရာတွေမှာဖြန့်ကျက်ထားပါတယ်။တော်ရိုင်းဒရိတ်ဆန်တွေနဲ့တဘာဝပုံရင်ကျင်ပေါ်တက်ရောက်မှုဟာလည်းစိုးရိမ်စရာဖြစ်ပြီး တရိတ်ဆန်များစွာနေရက်မဲ့ဖြစ်သွားပြီးနေရက်တွေပြက်စီးသွားခဲ့ပါတယ်။မျိုးသုံးလူနီပါမျိုးစိတ်တွေကိုကူညီဖို့နဲ့ပြက်စီးသွားတဲ့ဂေဟာစနစ်တွေကိုပြန်လည်ထူထောင်ဖို့ထိမ့်သိမ်းရေးကြိုးပမ်းမှုတွေလှုံ့ဆော်နေပါတယ်။အစ္စရေးဆိုရဟာလည်းထိခိုက်ခံရသူတွေကိုထောက်ပံ့ဖို့လှုံ့ဆော်နေပြီးဗန်နာရေးအကူအညီယာယီအိုးအိမ်တွေပေးအပ်တာမျိုးတွေပါဝင်ပါတယ်။ဒီအကြက်တဲတွင်ထွက်ပေါ်လာတဲ့ထူးခြားတဲ့ဇလံတစ်ခုကတော့မီးလောင်မှုကြောင့်မီးဝိုင်းခံရတဲ့တော်ရိုင်းဒရိတ်ဆန်ထိမ့်သိမ်းရေးနယ်မြေကဒရိတ်ဆန်တွေကိုကယ်တင်ဖို့ စေတနာဝန်ထမ်းတစုကသူတို့အတက်ကိုစွန့်စားခဲ့တာဖြစ်ပါတယ်။မီလျံတွေဟာထိမ့်သိမ်းရေးနယ်မြေကိုဝိုင်းရံလာချိန်မှာစေတနာဝန်ထမ်းတွေဟာမြင်းတွေမြီးတွေနဲ့ထိတ်လန့်နေတဲ့မြောက်တွေပါဝင်တရိတ်ဆန်တွေကိုဘေးလိုရာသို့ရွှေ့ပြောင်းမှုမနာမနေလုံဆောင်ခဲ့ကြပါတယ်။သူတို့ရဲ့ရဲစွမ်းတတိနဲ့ကိုကျိုးမဖတ်မှုဟာနိုင်ငံတော်ဝန်ကိုလှုံ့ဆော်ပေးခဲ့ပြီးဒုက္ခဆင်းရဲကြမှာလူသားစိတ်တဲ့ရဲ့စွမ်းရည်ကိုတတ်တည်ပြလိုက်တာဖြစ်ပါတယ်။ဒီစေတနာဝန်ထမ်းတွေရဲ့လုပ်ရက်တွေဟာမရေမတွက်နိုင်တဲ့အသက်တွေကိုကယ်တင်ခဲ့ရုံနဲ့မှာက အချက်တဲကာလမှာအပိုင်းဝိုင်းနဲ့တနာကယူနာရဲ့အရေးပါမှုကိုမိမောင်းထူပြခဲ့ပါတယ်။အချိန်နေရေးဆက်လက်ဖြစ်ပေါ်နေချိန်မှာဒီလိုဇလန်းတွေဟာမျောလင်းချက်နဲ့ခံနိုင်ရရှိမှုရဲ့မီးရှူးတစ်စောင်တစ်ခုဖြစ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။